မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတပိသာဝကတပိသာဝကတွေအလုတ်ကျွေးတပိသာဝကတွေပေါ့အထူးသဖြင့်တော့နာဂီတော်နာဂသမလောဥပဝါနောစမေဂိယောနာဂိတတို့နာဂသမလတို့ဥပဝါနာတို့သူနဲ့ခတ်တာစသည်ဖြင့်ဘုရားရဲ့အလုတ်ကျွေးတွေဖြစ်တော်လည်းပဲမမြဲရဘူး တချို့သူမြတ်စွာဘုရားနဲ့ဒေသသာတွေကြွတဲ့အခါဘုရားကဒီလန့်သွားခြင်းသူတို့ကဟိုလန့်သွားခြင်းဒီလိုတွေဖြစ်တယ်။တချို့မြတ်စွာဘုရားရဲ့အလုပ်ကျွေးတွေကဘုရားရဲ့တပိတ်လမ်းပေါ်ချပြီးသူတို့သွားခြင်းရတော့သွားကြတယ်။အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအတွက်ခိုင်ခိုင်မြဲမြဲနဲ့ကောင်းကောင်းမွန်မွန်လှုပ်ကျွေးမဲ့တပိတ်သာဝကလိုလာပြီဆိုတာသိကြတော့တန်ဃာတော်ရှင်သူမြတ်တွေအဲ့ဒီမှာ ညှိနှိုင်းပြီးတော့မှဘယ်သူလှုပ်ကျွရင်ကောင်းမလဲဆိုပြီးတော့တန်ကအစည်းဝေးကြီးတရပေါ်ပေါက်လာခဲ့တယ်ပေါ့အဲ့ဒီတန်ကအစည်းဝေးကြီးထဲမှာပထမဆုံးအစတင်သွင်းတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့မေးရင်အရှင်သာရိပုတ္တရာအရှင်သာရိပုတ္တရာကြီးကမြတ်စွာဘုရားကို "तू လှုပ်ကျွေးခြင်း"တယ်အဲ့ဒါကြောင့်သူကလျှောက်တယ်အဟံဗန္တိတုံမေယေဝပတ္ထယမန္တော အဟံဗတိတုံပေယေဝပတ္တယမန္တောတတ္တသဟတာဒီကံတတ္တသဟတာဒီကံကပ္ပိယံတတ္တသဟတာဒီကံအသင်ချေယံပါရမီယောပူရယေမြတ်စွာဘုရားကိုတောင်းတပြီးတော့မှဘုရားတပည့်တော်ပါရမီတွေဖြစ်ခဲ့တာပါနန္ဒုမာရီသောမဟာပြညော ဥပါထာကောနာမဝတ္တတိ အဟံဥပတဟိတမိမြတ်စွာဘုရားကိုဘုရားတပည့်တော်လှုပ်ကြွေးခြင်းတဲ့ဘုရားတဲ့ဒီလိုလျှောက်တော့မြတ်စွာဘုရားကိုလှုပ်ကြွေးခြင်းတဲ့ဘုရားလို့လျှောက်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘာပြန်မိတ်တယ်လဲမေးလိုက်တော့အလံသာရိပုတ္တရာအလံသာရိပုတ္တရာအจิตသာသာရိပုတ္တရာမသိတော့ဘူးဘာဖြစ်လို့လဲမေးလိုက်တော့ယတ္တန္တိတာယံတော်ဝိဟရတိ အသုံးညာဝေတာဒီတာခြေသာတာရိပုတ္တရာမင်းဖယ်ရမှာပဲသတင်းသုံးသုံးမင်းသတင်းသုံးတဲ့အရာဟာလေမစိတ်သုံးဘူးခြေသာသတင်းသုံးတဲ့အရာဟာမစိတ်သုံးဘူးဒဝဟိဩဝါဒောဗုဒ္ဓနာဩဝါဒသတိသောဒုတိယစကားခြေသာရဲ့သွန်သင်ဆုံးမဩဝါဒဘုရားတိုင်းရဲ့သွန်သင်ဆုံးမဩဝါဒနဲ့ တူတူပဲအရှင်သာရိပုတ္တရာရဲ့ပညာရာကြီးမားပုံနဲ့အရှင်သာရိပုတ္တရာပေါ်မြတ်စွာဘုရားထားတဲ့စိတ်ထားသူတော်ကောင်းတို့တွေကြီးလာရတ္တဓိတာယတွန်ဝိခရတိအတုံညာဝိပါတိတာရှင်သာသာရိပုတ္တရာဘယ်လိုနေရာပဲသတင်းသုံးသုံးတဲ့ရှင်သာသာရိပုတ္တရာသတင်းသုံးတဲ့အရာဟာစိတ်သုံးတယ်ဆိုတာ၆တွေ့တယ်ဆိုတာမဖြစ်နိုင်ဘူး တဝဟိဩဝါဒောဗုဒ္ဓနာံဩဝါဒတတိတော်တဲ့အရှင်သာရိပုတ္တရာရဲ့ဩဝါဒဟာဘုရားရဲ့ဩဝါဒနဲ့တူတူပဲတဲ့ဘုရားကဒီလိုပြောဒေနမေတ္တယာဥပဌာဏကိစ္စံအထီတိပဋိခိပိအဲ့ဒါကြောင့်မို့လေတဲ့ငါဘုရားရှင်ကိုရောမြတ်ကအလုတ်ကျွေးဖို့ဆိုတဲ့အခွင့်အရေးမြင့်မှရှိတော်လဲပဲဒါပေမဲ့ငါဘုရားပေတယ်ကွာ အရှင်သာရိပုတ္တရာဘုရားကိုလုံကျွေးခွင့်မရအကြောင်းကဘာကြောင့်လဲမေးလိုက်တော့သူတော်ကောင်းတို့တွေအရှင်သာရိပုတ္တရာသတင်းသုံးတဲ့အရာဟာမစိတ်တော့အရှင်သာရိပုတ္တရာဟောတယ်ပြောတယ်ဇကားတွေတရားတွေကဘုရားဟောတာနဲ့အတူတူပဲအဲကြောင့်မို့မြတ်စွာဘုရားလို့ဟောနိုင်တဲ့ တပည့်ကြီးကဘုရားနာမှာနေရင်သာသနာထွန်းကားဖို့အတွက်စီပင်ဖို့အတွက်ပြည့်နှံ့ဖို့ရန်အတွက်နှစ်ပါးထပ်နေရင်အဲ့ဒီမှာစီပင်ဖွင့်ဖြိုးမှုရန်နေတော်မှာစိုးလို့မြတ်စွာဘုရားကအရှင်သာရိပုတ္တရာကြီးကိုအလုတ်ကျွေးဖြင့်လုတ်ကျွေးခွင့်မပြုတာလို့ဒီလိုနားလဲရတယ် အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဘယ်နာသွားသွားအနုမောဒနာတရားတွေခေါ်လိမ့်မယ်သူဟောတဲ့တရားဟာဘုရားဟောတဲ့အတူတူပဲဆိုတာသိတယ်ဆိုတော့အကြောင်းတော်ကောင်းတို့ဒီဒေသနာကိုကြည့်ပြီးဦးဇင်းတို့တို့နားလည်ရမယ်ပေါ့